ကျူးကျော်နေထိုင်ကြတဲ့မင်းတဲကြီးရွာအနီးကလယ်ယာမြေတွေဟာ1990ခုနှစ်ကသိပ္ပံနဲ့နီးပညာဝန်ကြီးဌာနကတင်စီထားတဲ့လယ်ယာမြေတွေဖြစ်ပါတယ်။ နေ့ကမတ်လ23ရက်နေ့မှာတမတော်ကရဲဝစ်အင်အား200နဲ့ခြံစည်းရိုးတွေကိုဖြိုးဖျက်သွားခဲ့ပါတယ်။ဒါပေမဲ့လူနေအိမ်တွေကိုဖျက်ဆီးသွားတာမျိုးမရှိသလိုကျူးကျော်သူတွေကိုလည်းနှင်ထုတ်သွားခြင်းမရှိဘူးလို့ပြောပါတယ်။အဲ့ဒီလေယာဉ်တွေထဲမှာကျူးကျော်တဲ့200ကျော်ရှိပြီးပြီးခဲ့တဲ့2015ခုနှစ်ဒီဇင်ဘာလလောက်မှာစတင်လာရောက်နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။ ကျွန်တော်တို့တွေကဒီမှာဖွဲလိုက်စုနေကြတာစုနေတော့သူတို့ကစစ်ကားတွေကိုလမ်းထိပ်မှာရက်ထားတယ်ဒီထဲကိုတော်တော်နဲ့မဝင်ဘူးမဝင်တော့ကျွန်တော်တို့တွေကရက်နေကြတယ်ကျွန်တော်တို့အတီတွေကတချို့ကကြာသွားကြည့်ကြတာသွားကြည့်ကြတော့ကြာတော့သူတို့ကလမ်းတွေကိုကုန်ပိတ်ထားတယ်ပိတ်ထားပြီးတော့နောက်ကြတော့အထက်ထဲကနေလူတွေက မေးရတဲ့လူကသွားပြီးမေးတယ်မေးတော့ကြတော့ဒီထဲဟိုတဲ့ဘာမှမဖြစ်ဘူးတဲ့ဟိုဘက်မှာ project ရှိလို့တဲ့လာလာတဲ့ဒီဘက်ဝင်းနဲ့ဘာမှမဆိုင်ဘူးတဲ့ AI အเจ้าနေကြပါဆိုပြီးတော့ဒီတိုင်းပြောလို့ inner AI အเจ้าနေနေကြတာနောက်တစ်ခေါက်ထက်လာတယ်သူတို့ကထက်လာပြီးတော့ကြတော့ဘာလို့လဲဆိုတော့လာမယ်တဲ့လူမရှိတဲ့အိမ်တွေကိုတိုင်တွေကိုအကုန်ဖျောက်ရမယ်လူရှိတဲ့အိမ်တွေကိုကြတော့ဘာမှမလုပ်ဘူးဆိုပြီးတော့သူတို့ကဒီတိုင်းပဲပြောသွားတယ် အဲ့ဒီမြေနေရာတွေကိုမြမစီးပွားရေးကော်ပိုရေးရှင်းကပိုင်ဆိုင်သွားပြီဖြစ်တဲ့အတွက်ကျူးကျော်တွေအနေနဲ့ဆက်လက်မနေထိုင်ကြဖို့လွန်ကောင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကပြီးခဲ့တဲ့ဇန်နဝါရီလ18ရက်နေ့ကလာရောက်အသိပေးအကြောင်းကြားထားတယ်လို့ပြောကြပါတယ်။သူတို့အဲ့လိုမြေတွေမတရားပြင်ယူလိုက်တဲ့အတွက်ဒီပြည်သူတွေနေရထိုင်ကြမရှိတော့လို့ဒီလိုဘဝမျိုးကိုရောက်တာကြတော့ထက်မစင်စားပဲနဲ့ကျွန်တော်တို့ကြတော့ကျူးကျူးဆိုပြီးတော့ နေစားမရှိလို့ဟိုနှပြေးနေရကျူးဒီနှပြေးနေရကျူးဟိုဆက်ကြီးနဲ့လာဖြိုးလိုက်ဒီဆက်ကြီးနဲ့လာဖြိုးလိုက်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ပြည်သူတွေကတော်တော်လေးကိုစိတ်ဆင်းရတာပါလေယာနေရထိုင်ရလားဒီကိစ္စကိုအစိုးရသက်လက်ထက်မှဖြေရှင်းနိုင်မှုအတွက်အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ပြင်ဦးလွင်မျိုးနယ်ကတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွေကကျူးကျော်နေထိုင်သူတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ တီးသားမြေတွေကတကယ်တမ်းတော့အစာအုပ်ထောက်ပံ့ခွင့်တော့မရှိပါဘူး။အဲ့တော့တီးသားမရှိပါဘူးဆိုတာဒီနေရာမှာရင်ဖြစ်ပျက်နေတာမဟုတ်ပါဘူး။လက်ရှိတနိုင်ငံလုံးမှာလည်းတီးသားမြေပေါ်မှာရောင်းချခြင်းအိမ်ဆောက်ခြင်းတွေဟောဥပဒေမဲ့ကျူးလွန်နေတာအများကြီးတွေ့ရတယ်လေ။အဲ့တော့ကျွန်တော်တို့ကဒါတွေကိုငကိုကလေးအုပ်ချုပ်မှုရန်နေရာကစီကန်ကြတတ်တတ်မှဥပဒေနဲ့ရှင်းခဲ့မယ်ဆိုရင်ဒါမျိုးတွေဖြစ်လာမှာတော့မဟုတ်ဘူး။အဲ့တော့ဒီနေ့ဖြစ်လာတဲ့ပြဿနာလည်းတကယ်တမ်းတော့ဥပဒေရာတီးသားပေါ်မှာမြေထားတယ်ဆိုပေမဲ့ကျွန်တော်တို့ကလူတွေအတွက်စနစ်တကျနေထိုင်ဖို့ စနစ်တကျလေအုပ်ချုပ်မှုရန်ရာကအကောင့်တွေပေါ်ပေးထားခဲ့တယ်ဆိုရင်တော့ပိုကောင်းတာပေါ့အဲ့တော့ကျွန်တော်နောင်လာမယ့်အစိုးရတော့ဒါမျိုးကိစ္စကိုအကောင်းဆုံးကင်တွယ်ဖြေရှင်းနိုင်နိုင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကျူးကျော်သူတွေနေထိုင်ကြတဲ့အဲ့ဒီလေယာမြေတွေဟာစိုက်ပျိုးမြေတွေဖြစ်တဲ့အတွက်ဥပဒေအရလူနေထိုင်ခွင့်မရှိတဲ့နေရာတွေဖြစ်ပါတယ်ရှင်